1985ခုနှစ်ရဲ့မိုးသွေးထန်သောရာသီဥတုညညမှာဟင်ရီဆိုတဲ့သူဟာသူ့ရဲ့တားဖြစ်သူအိတ်ပြောင်းနေတာကိုရည်ကြည်နေပါတယ်။ခဏကြာမှတော့တားဖြစ်သူနိုးလာပြီးအဖေဟာဘယ်ဟုတ်သွားမလို့လဲလို့မင်းကြီးကဟင်ရီကလည်းအဖေအခုအလွတ်တော်ရအောင်မယ်လို့ပြန်ပြောလိုက်ပါတယ်။တားဖြစ်သူကတော့ဟင်ရီရဲ့အိတ်ကြီးမှာပါနေရဲထူးဆန်းတဲ့ကျဲပုံစံအမှတ်အသားတစ်ခုကိုတွေ့သွားပြီးအဲ့လားဘာလဲလို့မင်းကြီးကဟင်ရီကတော့တစင်ချလို့ရှိရင်တားကိုဒါတွေအကုန်လုံးရှင်းပြမှာပါလို့ပြန်ပြောလိုက်ပါတယ်။ပြီးရနဲ့ဟင်ရီဟာတစ်ချစ်တတာလေးကိုဖွင့်ပေးလိုက်ပြီးတားဖြစ်သူကိုနှုတ်ဆက်လိုက်ကအိမ်ကနေထွက်လာလိုက်ပါတယ်။ ဟန်နီယာလမ်းကြောင်းတစ်ခုထဲမှာရှိတယ်။ထူးဆန်းတဲ့အကျက်ပုံစံအမှတ်သားရှိတယ်။အစာအုပ်တစ်ခုထဲဝင်သွားပြီးဂျိုစီဆိုတဲ့အမျိုးသမီးနဲ့တွေ့ကဟန်နီယာဇက်သွင်းပွဲအတွက်ကောကောပြင်ဆင်ထားတာပဲလို့ပြောလိုက်ပါတယ်။ဂျိုစီကတော့ဒါပေါ်ဒါမျိုးကောကောပြင်ဆင်ရမှာပဲလို့ပြောနေပြီးမကြခင်ပဲအခန်းတစ်ခုထဲကနေဝိရုံနေတဲ့လူတယောက်ထွက်လာကဂျိုစီကိုခေါ်သွားပါတယ်။ဟန်နီလည်းစိတ်အေးလက်အေးနဲ့ထိုင်လိုက်တဲ့အချိန်မှာအခန်းထဲကနေစုညတန်တွေကိုကြားလိုက်ရအောင်ဝင်းကြည့်လိုက်ပြီးအဘာတွန်လို့ခေါ်တဲ့နတ်ဆူပူတော်ခံလိုက်ရတဲ့ဂျိုစီနဲ့သေနေတဲ့ဝိရုံနေတဲ့သူကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာလဲကြနေတဲ့လူတယောက်ကဟင်နရီကိုတိရလေးတစ်ခုပေးလိုက်ပြီးဒါကိုအဘဒိုရဲ့လက်ထဲကိုမရအောင်လို့ကောက်ခွဲပေးပါလို့ပြောနေကဟင်နရီလည်းဘူးမသိပါမသိနေအခန်းထဲနဲ့အမြန်ထွက်ပေးသွားရပါတယ်ဒိုစီတစ်ဖြစ်လေအဘဒွန်ကတော့အခန်းထဲမှာရှိတဲ့လူတွေအကုန်လုံးကိုတပ်ပစ်လိုက်ပြီးကျန်နေတဲ့ဟင်နရီကိုတပ်ဖို့အတွက်တစ်ခါဝင်တစ်ခါထွက်လိုက်ရှာနေပါတယ်ဟင်နရီကတော့အခန်းထုထဲမှာပုံနေပြီးအစီရင်တစ်ခုကိုအမြန်လုံးနေကမကြခင်မှာတကားမှာအစီရင်တစ်ခုကိုရှင်းနေနိုင်ခဲ့ပြီးအခြားတစ်ဖက်ကိုခုန်ကူသွားပါတယ်ဟန်ရီလည်းကံကောင်းထောက်မှောက်စွာနဲ့အခန်းတစ်ခုတည်းရောက်သွားပြီးကဲဆိုးကျင်တော့အခန်းပိုက်ရှင်တွေကဒိမလက်ဆန်တို့ဖြစ်နေကြပါတယ် ရောက်တာနဲ့ဟင်ရီယာအလောတကြီးနဲ့ဂျုံဝချက်စာဘဲကောင်လေးလို့မေးလိုက်ပြီးဒင်းရတော့ဘဲကောင်ကမှဂျုံမဟုတ်ဘူးလို့ပြန်ပြောလိုက်ကဟင်ရီယာလည်းသိပြီကွာဒါဆိုရင်ငါဘာမှမသွားရလဲလို့ရှည်ရှုပ်လိုက်ပါတယ်။ဒင်းရတော့မှန်တာမှလားနောက်မှထားအခုလောတွေတော့မင်းကအတွေ့ခံရမယ့်ကောင်မဲလို့ပြောနေပြီးဟင်ရီကိုပြေးချုပ်လိုက်ကြကမင်းကဘာကောင်လဲဘာဖြစ်လို့ငါတို့အဝတ်ဗီဒီယိုတွေကနေခုံထွက်လာရလဲလို့မေးနေကြကဟင်ရီကတော့အေးစစ်ပါအေးစစ်ပါလမ်းပါပဲနဲ့စကားပြောကြရအောင်လို့ပြောလိုက်ပါတယ်။ ဒီစကားကြောင့်ဒင်းလည်းပြန်လှုပ်ပေးလိုက်ပြီးဟယ်ရီယာလွတ်လန်နဲ့ထွက်ပြေးဖို့လုပ်နေရကြောင်းဆန်အားဝတားလိုက်ရကဒင်းကလည်းဒီကောင်တော်မဟုတ်တော့ပါဘူးဆိုပြီးလက်ထိတ်နဲ့ခတ်ဖို့တက်လှုပ်လိုက်ရပါတယ်။ဒါမဲ့ဟင်နီယာလည်းခီသူမဟုတ်ပဲလက်ထိတ်နဲ့ပဲဒင်းကိုပြတ်ခတ်သွားလိုက်ပြီးအပြင်ကိုထွက်ပြေးသွားကဒင်းကတော့ဒီကောင်ကဘယ်လိုလုပ်သွားလဲဟာလို့ပြောလိုက်ပြီးကြံ့နေခဲ့ရပါတယ်။အပြင်မှာတော့ဟယ်ရီယာပတ်ဝန်းကျင်ကိုပတ်လည်လာနေပြီးအထူးစံနေဖြစ်နေရကြောင်း MLB ရဲ့အော်နီယာကအပြင်မှာရထားတဲ့ဒင်းရဲ့အင်ပါလာကိုမျက်စိကျသွားပါတယ်။ ပြရနဲ့ဟင်ရီလေဒင်းရဲ့အင်ပါလာပေါ်မှာနံပါတ်ပြားပေါ်ကိုပဲစီရောက်သွားပြီအဲ့တော့မှပဲသူရောက်နေတာနောက်ဆက်တော့ခုနေဆိုတာကိုသိသွားခါတဏီဟာကိုထွက်သွားဖို့အတွက်အင်ပါလာရဲ့တကောင်ဖြတ်ဝင်သွားပါတယ်ဒီအချိန်မှာသလက်တလက်နဲ့အနောက်ကနေဒင်းရောက်လာပြီးမင်းဟာအကားကောင်းတော့ကြက်တဲ့သားပဲကွာလို့ပြောနေခါဆန်ကလည်းကားပေါ်ကိုတစ်ခါလဲဝှထိုင်လိုက်ပါတယ်ဒီလိုနဲ့ဟင်ရီလေဒင်းမျက်စံဖမ်းလာအောင်အပီးခံလိုက်ရပြီးမကောင်းဆိုးဝါးစစ်စစ်မှုတွေကိုစတင်ခံနေရခါဒင်းဟာမင်းဟာဘာပဲကောင်းဆိုးဝါးလဲလို့မိလိုက်ပါတယ် ဟန်ရီကတော့ကရှင်းရှင်းပဲငါပြပြလို့ရှိရင်လေမင်းတို့ကောင်တွေကနားလိုက်မှမဟုတ်ပါဘူးလို့ပြောနေကဘင်းရတော့ဒေါသတကြီးနေအဲ့ဒါဆိုရင်ငါပြီလို့လည်းထွက်လာတဲ့ကောင်ကဘာကိစ္စငါဖေးချအောင်မေးပြီးငါ့အကာကိုခိုးမိုးတက်လုပ်နေရလဲလို့ပြောနေပြီဟန်ရီလည်းအဲ့စကားကြောင့်ဒင်းမက်ဆန်ဟာဂျွန်ဝီချက်စတာရဲ့သားတွေဆိုတော့သိသွားပြီးအန်အိုဘီအော်နေရကအန်အိုလို့မဆုံးသေးခင်ပါတယ်ရုတ်တရက်ဆိုသလိုအခန်းကြီးကတုံးခါလာပြီးဘီယူရီကနေတဆင်အဘာတုံဟာဒင်းတို့ရှိတဲ့နေရာကိုလျှော့လာပါတယ်အဘဒိုဟာဟန်ရီကိုမင်းကားလက်ကနေလွတ်မဲ့ထင်လာလို့မင်းနေပြီဟန်ရီကတော့ဒင်းမက်ဆန်ကိုဒီကနေ့အရွက်ထွက်သွားဖို့တပြောနေပါတယ် အဘဒဝါတော့ငါလိုချင်တာကိုပေးလို့ရှိရင်နင်တို့ကောင်တွေကိုလွတ်လွတ်လပ်လပ်တက်ပေးမယ်လို့ပြောနေပြီဒေးနဲ့ဆန်အောင်တို့ထုတ်ပြလိုက်တာကဟန်နရီကိုတပ်ဖို့တန်လုပ်ပါတယ်ဟန်နရီကတော့အထက်ရဂျိုးစီကိုပြန်ပြီးတွန့်လန့်ဖို့တောင်ပြောနေပြီဒီအချိန်မှာဒင်းတို့ကတော့နောက်ခါလာနောက်ခါဆေးစုပြီးရုတ်တရက်ဆိုသလိုဖြစ်ဖြစ်နေရတဲ့ကိုအမြတ်သောအချင်းချောက်လိုက်ပြီးမက်ဆီရှေ့မှာမြင်နေရတဲ့အဘဒိုဆိုတဲ့နဆိုးကိုလက်ဆိုးနေတဲ့ဓာတ်နဲ့ပြေးထုတ်လိုက်ပြီးနေရာနဲ့ထွက်ပြေးသွားကြပါတယ်မော်တယ်ပိုင်ရှီကတော့အခါခါမပေးရတရားကြောင့်ဒင်းတို့အော်ရင်ဆဲဆိုနေပြီးတစ်ဖက်မှာတော့နဆိုးသက်ထားရတော့မဖြစ်ုံနဲ့အဘဒုံကမော်တယ်ပိုင်ရှီနားအောင်ရလာကနဆိုးအပိုင်းစာလေးတစ်ခုကိုမော်တယ်ပိုင်ရှီရဲ့ခံလာကိုယ်ထဲကိုထည့်ပေးလိုက်ပါတယ် ဒီလိုနဲ့အပါလုံးနဲ့မော်တယ်ပိုက်ရှင်မြင်ခဲ့ရသမျှဒင်းမဆန်နဲ့ပတ်သက်တာတွေကိုမြင်လိုက်ရပြီးချီယာခံမုတ်တွယ်တဲလိုစားတစ်ခုရသွားကမော်တယ်ပိုက်ရှင်ကိုလည်းတခါတည်းတပစ်လိုက်ပါတယ်။ဒင်းတို့တော်ယောက်ကတော့ကန်ဆာတစ်ခုရလာကြပြီးဟန်နရီဟာဆက်လုံချလို့လာကြအောင်ထိုးဝန်နေကဒင်းကလည်းမင်းအန်လို့ပြီးပြီလားအန်လို့ပြီးလို့ရှိရင်မင်းနောက်ကလိုက်လာတယ်ဟိုမိမအကြောင်းငါတို့ကိုပြပြအောင်လို့ပြောလိုက်ပါတယ်။ဒီတော့မှပဲဟန်နရီလေးကအကြောင်းဆုံးပြပြပို့တော့သုံးပတ်ချချလိုက်ပြီးအဘါတော်လို့ခေါ်တဲ့နဇိုးတကောင်ကြောင်းပြပြလိုက်ကဒင်းရလေမဲရရောဘရကောင်လေလို့မေးလိုက်ကဟန်နရီကတော့သူဟာ1958ခုနှစ်ကနေလာတဲ့အကြောင်းပြပြလိုက်ပါတယ် ဘေးကတော့ဗစက်အဟောင်းသားနဲ့ဗီဒီယိုတရနေတော့မှအချိန်ကြီးသွားလို့ရနေပြီလားလို့ပြောလိုက်ကဟန်နရီကတော့အဲ့လိုမဟုတ်တော့နဲ့သူ့ကိုသာဂျွန်စီကိုခေါ်သားပေးလို့ရှိရင်အကုန်လုံးပြပြမယ်လို့ပြောနေကဒင်းကတော့မာရိုဖေချိုဝက်ချက်စတာတီးပြီးလို့ပြပြလိုက်ပါတယ်ဒီစကားကြောင့်ဟန်နရီလည်းအကြီးအကျယ်ဆိတ်ပြသွားရပြီးဆန်ကလည်းသူ့အသက်ရှင်နေသေးတော့ရောဘာမှပြောလဲတော့မှဖြစ်လို့လဲလို့မင်းတွေကဟန်နရီကတော့ဒါဘောကွာအရာပြောလဲသွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဂျွန်ဟာငါ့ရဲ့သားပဲလို့ပြောလိုက်ပါတယ်ဒီတော့မှပဲဒင်းရွက်ဆန်လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးဟန်နရီကသူ့ရဲ့အဖိုးဆိုတာကိုသိသွားပါတယ် ီလိုနဲ့ဒလောလလက်မြေဖို့တော်လာရတယ်ဒင်းတို့မြေဖို့တော်ရောက်လဲစသောင်းတစ်ခုစီရလာကြပြီဟန်ရီကတော့သူနဲ့ဂျုံရဲ့ပုံတပုံကိုကြည့်နေပါတယ်ဆန်ကတော့လေးလာကြရှိရတယ်ကိုလေးလာနေပြီဒီလူကြီးကတကယ်ပဲငါတို့ရဲ့အဖိုးဟန်ရီဝါချက်စတာအစ်စ်ပဲလို့ပြောနေကဒင်းကတော့ဒါဆိုရင်ဒီလူဟာငါတို့ရဲ့အဖေကိုငယ်ကလေးတည်းဟာပြစ်ထားခဲ့တဲ့လူပဲလို့ပြောနေပြီအစားအသောက်တွေလာချပေးရကြအောင်စကားစပြတ်သွားရပါတယ်ဒီလိုနဲ့ဒင်းမက်ဆန်လည်းဟင်နရီရဲ့ဇပွဲကိုသွားလိုက်ကြပြီးမြေဖို့တွေပြန်ပြီးနှုတ်ဆက်နေကြတာဒင်းကတော့သူတို့အဖေချိုကိုငငယ်လေးတည်းပြစ်ထားခဲ့တဲ့ဟင်နရီကိုသာအပြစ်တင်နေပါဗါး။ ဒါမဲ့လက်ရှိမှာဒီကိစ္စကအရေးမကြီးတာကြောင့်ဒင်းဟာအဘာတိုကဘာကောင်လဲဘာဖြစ်လို့ဓာတ်နဲ့ထိုးခင်ရတာမှမတရားလဲလို့မင်းနေပြီဟင်ရီကတော့ခလဲတုံတုံနဲ့နဆိုးတကောင်ကိုမိဖို့ကြောင့်တော့ဓာတ်နဲ့တက်လို့မရဘူးလို့ပြောနေကဒင်းကလည်းငါဒါရိုးဒါမဟုတ်ဘူးကွာနဆိုးတက်တဲ့ဓာတ်ပဲလို့ပြောပြလိုက်ပါတယ် ဆန်ကတော့သူ့မှာအတွေ့တစ်ခုရှိကြောင်းနဲ့အဘတ်ဒိုကိုနှဆိုးနေတဲ့ဌာနဲ့တက်လို့မရလို့ရှိရင်ဝင်ပေါက်ကနေပြန်ပြီးပို့ပေးရမယ်လို့ပြောနေကဟင်နရီကလည်းဟုတ်ကြောင်းနဲ့အဲ့ဒါဟာသူ့ရဲ့သူရဲ့အမှတ်သားဖြစ်ကြောင်းနဲ့အဲ့ဒီသူရဲ့အမှတ်သားနဲ့ကိုယ့်ရဲ့နိုင်မိုးဆက်တေးစီကိုခုန်ကူးလို့ရတဲ့အကြောင်းပြောပြနေကအစီရင်တော့ကတော့တမန်တော်ရဲ့အတောင်ပိုင်းရယ်နဂါးမျက်ရည်ရယ်သဲနာကြီးတဲ့ဟာအချိန်သေးတဆုပ်ရင်နဲ့သူ့ရဲ့သွေးကိုလိုရယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီပြင်ဟင်နူယာသူ့ရဲ့ဝင်းကြီးဟာအပြင်ပြီးဖို့အတွက်လည်းအချိန်တစ်ပတ်လိုသေးတဲ့အကြောင်းပြပလိုက်ခါဆက်ရတော့နားမလည်နိုင်ဖြစ်သွားပြီဝင်းကြီးဆိုတာဟာတမန်တော်တွေပဲသုံးလို့ရတာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ် ဟန်ရီကတော့မင်းတို့ကောင်တွေကခက်တဲ့မိုးဆိုးတွေဖြစ်ပြီးတော့ဓာတ်တော်မတည်ဘူးလားလို့မေးလိုက်ကာဒေးမက်ဆန်စီကနေအဖြစ်ပြန်မရတာကြောင့်ဟန်ရီကမင်းတို့ရဲ့မိုးဆိုးအဆင့်ဟာဘယ်လောက်လဲလို့ထင်မိလိုက်ပါတယ်အဲဒီစကားကိုဒေးမက်ဆန်ကတော့ဘိုင်းတူပဲဘာဆင်လဲလို့မေးလိုက်တာကြောင့်ဟင်နရီကမင်းတို့ကအခက်လူသားတွေမဟုတ်ဘူးလားလို့မေးလိုက်ကဒေးမက်ဆန်ကတော့မင်းသမီးကိုမသိနေရကြောင်းဟင်နရီလည်းစိတ်ပြက်နေရပါတယ်။ဒါကြောင့်ဟင်နရီလည်းမင်းတို့ဖေကမင်းတို့ကောင်တွေကိုဘာမှမတင်ပေးခဲ့ဘူးလားလို့မေးလိုက်ကဆန်ကတော့သူတို့ကိုမော်ဆိုးလုံးကြီးကိုပဲတင်ပေးခဲ့ရလို့ပြောပြလိုက်ပါတယ်။ ဒီစကားကြောင့်ဟင်နူရတော့စိတ်ပြတ်သွားပြီမိုးဆိုးဆိုတာနှိမ့်ကြတဲ့အဆင်အကောင်တွေပဲလို့ပြောနေပြီမင်းတို့ကငါတို့ရဲ့အမွေဆက်ခံသူတွေဖြစ်ရမှာလို့ပြောနေကဒင်းရတော့ဘာအောင်ဆက်ခံရမှာလဲလို့ပြောနေပြီဟင်နူရတော့ဘာမှဆက်မပြောတော့ဘဲနေရာတစ်ခုစီကိုခေါ်သွားလိုက်ပါတယ်ဒီလိုနဲ့ဟင်နူရလည်းသူတို့ရဲ့အခရလူသားယုံချို့ကိုရလာကြပြီကောမစ်ဆိုင်တစ်ဆိုင်ဖြစ်နေရကြောင်းစိတ်ပြတ်နေကဒင်းရတော့ဘာမှမရှိလို့ရှိရင်ပြန်မိုးတော့ပဲတာဆိုနေပါတယ် ဟင်နူရတော့စိတ်ရှိရှိထားဖို့အတွက်နဲ့တို့မျိုးမျိုးတွေကအခက်လူသားတွေပဲလို့ပြောနေကဂျုံချက်စာရောမင်းတို့ကရောပါအခက်လူသားတွေဖြစ်လာရမှာလို့ပြောနေပြီးဆန်အားတော့အဲ့အခက်လူသားဆိုတာဘာလဲဆိုတာတခြားရှင်းပြဆမ်းပါလို့ပြောလိုက်ပါတယ်ဟင်နူရလည်းအခက်လူသားတွေဆိုတာလူသားတွေတော့မသိတယ်တဘောလို့ဖြစ်ရတယ်နဲ့မကောင်းဆိုးရတဲ့အကြောင်းလေ့လာရပြီးရတာတဲ့တဲ့အချက်လက်တွေကိုအစိမ့်မမိုးဆိုးတွေစီကိုမှတစ်စက္ကန့်ပေးရပြီးအဲ့ရနေမှာတစ်စင်မိုးဆိုးတွေဟာဒီကိစ္စတွေကိုဖြည့်ရှင်းပေးရတာဖြစ်ကြောင့်ပြောပြလိုက်ပါတယ် ဆန်ကတော့အဲ့လိုအရေးပါတဲ့အဖွဲ့အစည်းကိုကျွန်တော်တို့လက်ရှိမုတ်ဆိုးတွေကဘာဖြစ်လို့အခုချိန်မှာမတိကြရလဲလို့မေးလိုက်ပြီးဟန်ရီကတော့ကရှေရှေနဲ့ပဲအမ်ဘာတို့ရဲ့လက်ချက်ကြောင့်မဟုတ်ပါလို့ပြန်ပြောလိုက်တာကော်မစ်ဆိုင်ထဲကိုဝင်သွားပါတယ်။ဒေးမြဆန်လည်းအနောက်ကနေသွားကြပြီးဆန်ဟာအမ်ဘာတို့ကဘာလို့ကျင်တာလဲလို့ထင်မိလိုက်ပါတယ်။ဟန်ရီကတော့သူရခဲ့တက်တာလေးကိုထုတ်ပြလိုက်ပြီးဒါအောင်ပဲလို့ပြောပြလိုက်တာအဲ့အထဲမှာတော့ဘာပါလဲဆိုတာကိုသူ့ကိုယ်တောင်မှတခြားမသိဘူးလို့ပြောလိုက်ပါတယ်။အဲ့စကားကြောင့်ဒင်ရတော့ဘာမှမသိတဲ့အချောင်ဘာမှမသိတဲ့နှဆိုးစီရင်ကောက်ခွေဖို့အတွက်အရှင်ကြီးကိုတော်လာတဲ့အဖိုးဖြစ်သူကိုခုံယူမဆုံးဖြစ်နေရပါတယ် ဒေနိုတို့တွေလည်းအခန်းထုတ်ထဲဝင်သွားကြပြီးဟန်ရီယာတကိစ္စတွေကိုဖြစ်ရှင်းဖို့အတွက်လူကြီးတယောက်ကတော့အသက်ရှင်နေအောင်ပါပဲလို့ပြောနေကဒင်းရတော့ကွန်မစ်ဆိုင်ရှင်ကောင်မလေးစီယာနေကွန်ပျူတာခဏပေးသွင်းဖို့အတွက်တောင်းနေပါတယ်ဟန်ရီယာတော့ခက်တီတီနဲ့ဒီအခန်းသစ်သစ်လေးထဲမှာကွန်ပျူတာကြီးကဘလို့လို့ဆက်မှာတော့ဟာလို့ဆိုနေပြီးဒင်းလက်ထဲမှာရှိနေတဲ့လက်တော်လေးကိုမြင်သွားတော့မှာဟန်ရီလက်ပတ်ဆက်ပိတ်သွားရပါတယ်ဒီလိုနဲ့ဆက်လဲဟန်ရီကိုဒီလိုလာခဲ့နေတော့မှာရှိခဲ့တဲ့လူတွေရဲ့နာမည်တွေပြပခိုင်းလိုက်ပြီးဟန်ရီကလည်းနာမည်တချို့ပြပလိုက်ကမှတ်တမ်းနေရအကုန်လုံးဟာတိတ်သွားပြီဖြစ်တာကြောင့်သူတို့အမြုပ်ထားတဲ့တင်ဆိုင်စီကိုဒါခီးဆက်လာလိုက်ကြရပါတယ် ။ဒါရောက်တဲ့အခါမှာတော့ဒင်းတို့မိဖို့တော့ရောက်လဲ။တញ្ញံတစ်ခုစီရောလာကြပြီးဆန်ဟာသူတို့ဟာဘာဖြစ်လို့ဒီမှာလာမြုပ်ထားရလဲလို့မင်းနေပြီ။ဟန်နရီကတော့ဒါဟာသူတို့ရဲ့နိနေတစ်ခုဖြစ်ကြောင်းနဲ့အခြားအခရလူသားတစ်ခုဟာအမှုစောတန်းတဲ့အချိန်မှာတိုင်လို့သာရအောင်လို့တည်တဲ့အကြောင်းကိုသတင်းစာထဲကပါတမင်ထထားတဲ့အကြောင်းပဲပြလိုက်ပါတယ်။ဒေရတော့အုတ်ခုဘောဟာကျေပုံစံအမတ်သားကိုမေးလိုက်ပြီးဒါကဘာလဲလို့မေးလိုက်ကာဟင်ရီကတော့ဒါကသူတို့အခက်လူသားတွေရဲ့တင်ဂီတာအကော်ဒီယံကျေပဲလို့ပြောလိုက်ကာကြီးမတဲ့မော်ဆွဲရတွေရဲ့ကိုစားပြူရပဲလို့ပြောပြလိုက်ပါတယ် ဆရာဟိုဘက်မှာရှိနေတယ်လယ်ရီဆိုတဲ့အုပ်ကူရဲ့ပုံမှာတင်ကြတာမရှိဘူးတော့လို့ပြောနေပြီးဟင်နရီကလည်းအုပ်ကူကိုကြည့်လိုက်ကပုံမှန်နဲ့မတူတဲ့တင်ကြတာတစ်ခုကိုတွေ့သွားအောင်ဒီလောက်တော့တူးကြည့်ရမယ်လို့ပြောလိုက်ပါတယ်ဒီချိန်တစ်ဖက်ကကော်မစ်ဆိုင်ကိုလည်းအဘတော့ရောက်လာပြီးဆက်ရှင်ကော်မလေးစီကိုဝင့်ကြီးပိုင်းစားတစ်ခုကိုထည့်ပေးလိုက်ကထုံးစံအတိုင်းဒင်းတို့နဲ့တွေ့ခဲ့တဲ့ပုံရိပ်တွေကိုပြန်ကြည့်နေပါတယ်ဒီလိုနဲ့ပဲအဘတော့လည်းဒင်းတို့ရှာဖွေနေခဲ့တဲ့လူတွေရဲ့အချက်လက်တွေနဲ့မြို့သားရဲ့တင်ရနေရာကိုသိသွားပါတယ် တစ်ဖက်မှာတော့ဒိမ်လက်ဆန်ကအလောင်းအပြတ်ဖုံးနေကြပြီးအထက်ကအလောင်းကစစ်သားတဦးရဲ့အလောင်းဖြစ်နေကလယ်ရီယာထိုးစစ်သားအယောင်ဆောင်ပြီးတော့ဆက်ပြီးအသက်ရှင်နေသေးရဲ့ဆိုတာကိုသဘောပေါက်သွားကြပါတယ်။ဒီလိုနဲ့ဒင်းတို့မြည်ဖို့တော့ရောက်လဲမော်တော်ပြောက်လာကြပြီးဟင်လူယာတန်စင်တစ်ခုကိုလဲချုံနေကဘေးကလည်းသူအဲ့တန်စင်ကိုကြားဘူးနေလို့ပြောလိုက်ပါတယ်။ဆန်ကလည်းကြားဘူးပါပေါ့ကွာအဖေလည်းအဲ့တန်စင်ကိုအနဲ့လေချုံနေကြပဲလေလို့ပြောလိုက်ပြီးဟင်လူယာတော့အဲ့လားသူဂျိုးပေးခဲ့ဘူးတဲ့တချစ်တတာလေးထဲမှာပါတယ်တန်စင်ပဲလို့ပြောပြလိုက်ကဒိမ်လက်ဆန်လည်းအဲ့တော့မှသူတို့ဖေးရဲ့အကြောင်းကိုသုံးသပ်တည်သွားကြရပါတယ်။ တဲရလေရှိုင်းဖူရင်လည်းလယ်ရီဘမှာရှိလဲဆိုတော့တီးသွားအောင်ဆန်နဲ့ဟက်လူကိုပြပလိုက်ပြီဆန်ကလည်းဂျိုးရဲ့ဆောင်ထဲမှာပါတဲ့အချက်လက်တွေဟာအဘတ်တုံဟာငရဲရဲ့သူရဲ့ကောင်းမဲဆိုတော့ပြပလိုက်ပါတယ်ဟန်နီကလည်းတကုတ်ခုသတိထားမိသွားပြီးဂျိုးရဲ့ဆောင်ကိုတောင်းကြည့်လိုက်ကဆန်ကတော့တာမန်မုတ်ဆိုးတွေရဲ့မဆုပါပဲလို့ပြပလိုက်ကဟန်နီကတော့မဟုတ်ကြောင်းနဲ့သူတိတိများသဘောလုံးအဖြစ်ပြတဲ့အကုန်လုံးကိုဆောက်အုပ်ထုတ်ထဲမှာရေးထားဖို့ကြောင်းနဲ့အဲ့ဒီဆောက်ကိုဇတုမဲမတိုင်ခင်ညတညမှာလူတယောက်ကိုပေးခဲ့မိတဲ့ကြောင့်ပြောနေပြီးဆောက်ကိုလမ်းကြည့်လိုက်ရလမ်းမဲ့စလုံးအစတလုံးကိုတွေ့လိုက်ရပါတယ် ီလိုနဲ့ဟန်နရီလည်းသူ့ရဲ့စာအုပ်တွေကိုဒိုရသွားတယ်ဆိုတာကိုသိသွားပြီးသူအတိတ်ကိုပြန်မြောက်နိုင်တော့ဆိုတာကိုသိသွားပါတယ်။ဟန်နရီရာဂျုံကိုသူ့ပညာတွေကောင်းကောင်းမသိမိခင်နိုင်တာကြောင့်ထိတ်မကောင်းဖြစ်နေပြီးဆရာအားလည်းစိတ်မကောင်းဖြစ်ဖို့နဲ့အဖေဟာသူ့နည်းသူ့ဝန်နဲ့အတူအကောင်းဆုံးတင်ယူနိုင်ခဲ့ပါလေလို့ပြောနေကနှစ်သိမ့်ပေးလိုက်ပါတယ်။ဒါကြောင့်ဟင်ရီယာသူ့သားလေးဂျုံဟာတပွားလုံးမှာဘလုံးနေခဲ့ရလဲလို့မေးလိုက်ပြီးဒင်ရတော့အဖေဖြစ်သူတယောက်လို့ပြစ်သွားခဲ့တာကိုခံလိုက်ရတဲ့ကလေးတယောက်ပဲလို့ပြောနေကမိမဖြစ်သူမယ်ရီယာလည်းလက်ဆိုးသက်လို့ပဲတည်သွားတဲ့အကြောင်းပြောပြလိုက်ပါတယ် ဟင်နီကတော့သူ့ဂျိုးရဲ့အနာမှာရှိနေပေးတင်တာလို့ပြောလိုက်ပြီးဒေးကတော့မှန်ကြောင်းနဲ့ခိုင်မသာဒီဘာမောက်တဲ့တာဝန်တွေကိုလုပ်မနေလို့ရှိရင်အဖေလည်းလွတ်ပြမှာမဟုတ်ဘူးလို့ပြောနေကဒေါသလက်ရှိနေအပြင်းထွက်သွားပါတယ်ဟင်နီလည်းစိတ်မကောင်းဖြစ်နေရပြီးတညလုံးဂျိုးရဲ့စာကိုထိုင်ဖက်နေကအိပ်ပေါ်နေတဲ့ဒင်းမဆန်အောင်လည်းတခုခုပြောချင်နေတဲ့ပုံနဲ့လှမ်းကြည့်နေပါတယ်ဒီလိုနဲ့မနှက်ရောက်တဲ့အချိန်မှာတော့ဟင်နီမရှိတော့အကြောင်းဒင်းမဆန်လည်းပြန်ရခတ်နေကြပြီးဒေးကသူဟင်နီကိုလိုက်ချမယ်လို့ပြောနေကဆက်အောင်တော့လယ်ရီစီကိုသွားဖို့တိုက်ပြောလိုက်ပါတယ် ဟန်ရီရတော့မော်ဘီစီရောက်ဆိုင်တစ်ခုကိုရောက်နေပြီ။အတိတ်ကိုပြန်သွားမယ့်အစီရင်အတွက်လူဝတ်တဲ့ပစ္စည်းတွေကိုဝယ်နေတာဆိုင်ရှင်ကရောက်လာကြောင်းဟန်ရီဟာဂလာတစ်ခုတည်းသတိမရအောင်လုပ်လိုက်ပါတယ်။ဆန်ကတော့လယ်ရီရဲ့အော်ရောက်နေပြီ။အဘာလူနဲ့ပတ်သက်တဲ့အကြောင်းတွေကိုမင်းနေကလယ်ရီရတော့ဟန်ရီစီမှာပဲရှိခဲ့ဘူးတွေတိတ္တာလေးကိုကာကွယ်ရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဆန်ဟာအဲ့တိတ္တာထဲမှာဘာလို့ရှိလဲလို့ထပ်မေးတဲ့အကြောင်းလယ်ရီဟာအထက်မှာတော့တစ်ခုပါတဲ့အကြောင်းပြောလိုက်ပြီ။နှစ်တည်းအကြာကြီးတဲ့ဟာအခက်လူသားတွေစုဆောင်းထားတဲ့တဘောလုံးပစ္စည်းတွေရဲ့အကြောင်းကိုတိတ်စီရတဲ့နေရာရဲ့တော့ပဲလို့ပြောပြလိုက်ပါတယ်။ ပြီးရနေလဲရီဟာနေရာတစ်ခုကိုချိန်ပြလိုက်ပြီးအဲ့နေရာမှာပဲစောင်းနဲ့အတူတော့ဘာတခါတည်းချိန်ပြထားဖို့အတွက်ပြောနေပါတယ်။ဒါကြောင့်ဆန်ဟာစိတ်ချဖို့နဲ့ဒီကိစ္စတွေအကုန်လုံးသွလွတ်လိုက်ပါမယ်လို့ပြောနေပြီးထပြန်မလုပ်တဲ့အချိန်မှာပဲအဘါတိုဝင်ပူးထားတယ်လဲရီရဲ့မိမကစောင်းအမောက်တိုက်ပြလိုက်ခါလဲရီကိုလည်းတခါတည်းတက်ပြလိုက်ပါတယ်။ဒင်းကလည်းမော်ပင်စည်းဆိုင်မှာအတိတ်ကိုပြန်သွားတော့မယ်ဟန်နီကိုတွေ့လိုက်ရပြီးအတိတ်ကိုပြန်မသွားဖို့အတွက်တားနေပါတယ်။ ဟင်ရီကတော့လက်မခံပဲသူဟာအတိတ်ကိုပြန်ပြီးတော့သူ့သားလေးဂျုံကိုရသေးရထက်တဲ့ဘွားမျိုးကိုပေးချင်တယ်လို့ပြောနေပြီ။ဒင်ကတော့အဲ့လိုလည်းလို့ရှိရင်သူနဲ့ဆမ်ဆိုတာရှိချင်မှတော့ရှိလာမှာလို့ပြောနေကအချိန်စီကြောက်ကိုမနှောက်ယှက်ဖို့အတွက်ပြောနေပါဗါးတယ်။အဲ့ဒီအချိန်မှာဒင်းစီကိုဆန်ရဲ့ဖုန်းဝင်လာပြီးတဖက်ကလူကတော့ဆန်မဟုတ်ပဲအဘာတို့ဖြစ်နေကဆန်နဲ့ဟင်ရီစီမှာရှိနေတယ်တော့ဟိုအလဲလဲလို့ပို့အတွက်နေရာတစ်ခုမှာချိန်လိုက်ပါတယ်။ဒင်းကလည်းဆန်ဖက်ခတ်ရပြီဆိုတာကိုပြပလိုက်ကဟင်ရီကလည်းသူ့အတိတ်ကိုပြောင်းလို့ရှိရင်အခုလိုမျိုးနေဖြစ်လာမှာမဟုတ်ဘူးလို့ပြောနေကအစင်ရောအတင်းလုံးနေပါတယ်။ ဒဲရနဲ့ဗစက်နဲ့ပြပြလို့မရတော့ဘူးဆိုတော့သိသွားရတယ်။ဟန်နီကိုသတိမရတော့တခါရေလုလိုက်ပြီးဆက်အောင်ကဲဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်။ဟန်နီတယောက်သတိပြလာတဲ့အချိန်မှာတော့ဒင်းရဲ့အင်ပါလာပေါ်မှာရှိနေပြီးကားမောက်နေတဲ့ဒင်းကတော့ဆန်ဟာသူ့ရဲ့တူတူတော့ကြံခဲ့တယ်မိသားစုဝင်ဖြစ်တာကြောင့်ဆက်အောင်ရအောင်ကဲရမယ်လို့ပြောနေကအာဘာတို့ချိန်ရတယ်စိတ်အောင်ချိန်ရလာကြပါတယ်။ပြီးရနဲ့ဒင်းလေဟန်နီနဲ့ဆက်အောင်ပြန်လဲဖို့အတွက်အာဘာတို့ရှိရလာပြီးဟန်နီလက်ထဲကိုတိရတခုပြန်ထည့်ပေးလိုက်ကဆန်နဲ့ပြန်လဲလိုက်ပါတယ်။ ဆန်အားတော့ဟင်နရီကိုတောင်းပန်ပါလေလို့ပြောလိုက်ပြီးဒေးမလက်ဆန်ကို ground နဲ့ထွက်တော့မယ့်အချိန်မှာပဲအက်ဘာတုန်ကတကားကိုပိတ်လိုက်ကဟင်နရီကိုသူတို့မစီချင်းမာနေမဲ့တပ်ပစ်လိုက်ပါတယ်အဲ့လိုရကြအောင်ဆက်အားတော့အကြီးကျယ်တော်သားထွက်သွားပြီးဟန်နရီစီကိုပြေးတော့မှအချိန်မှာဒင်းဟာဆောင်းဝင်လာလိုက်တာတခုခုသိနေတဲ့ပုံစံနဲ့ခဏဆောက်မှုတက်ပြောလိုက်ပါတယ်။သူတို့ထင်သားသလိုပဲဟန်နရီဟာဘိုက်ပွန့်လျက်နဲ့ပဲပြန်လာပြီးအဘာတို့ရဲ့ခေါင်းလေးကိုကြီးကျယ်တော့ပြသွင်းပေးလိုက်ပါတယ်။ အကြောင်းအရောလွန်ခဲ့တဲ့နာရီအနည်းငယ်ဟာဒင်းနဲ့ဟန်နီတို့ဟာဆန်အုပ်ကယ်ဖို့အတွက်အစီအစဉ်ဆွေးနွေးကြပြီးဟန်နီရလည်းသူ့ရဲ့သွေးသားကိုကယ်ဖို့အတွက်သဘောတူညီလိုက်ကာအဘတော်ကအစီအစွဲပေးမယ်လို့ပြောလိုက်ပါတယ်။ပြီးရနဲ့ဟန်နီရနှစုံးတော်ကြောင့်ကိုကြီးစံတစ်ခုမှထွင်းနေပြီးဒင်းရတော့အဘတော်အနာကိုကယ်လို့ရှိရင်ဟန်နီတန်အနည်းရှိရကြောင်းစိတ်ပူနေကာဟန်နီရတော့သူ့ကိုအဘတော်အနာကိုရောက်အောင်ပူပီးဖို့အတွက်နဲ့ကိစ္စတုံးဖို့အတွက်သာပြောနေပါတယ်။လက်ရှိအချိန်မှာတော့အဘတော်ကတနက်နေ့ပြစ်ခဏရအောင်ဒေါသဖြစ်နေပြီးဟန်နီရှီကနေတော့အကျူပြီးတော့ထွက်သွားဖို့အတွက်လုပ်နေကာဖြစ်ချင်တော့တတအဘအတူဖြစ်နေရကြောင်းဒေါသကပိုထွက်ပြီးရင်ထွက်နေရပါတယ်။ ဒီလိုနဲ့ပဲအဘတုံဟာဟန်နူရဲ့ကိုယ်ထဲကိုသူ့ရဲ့ဝိညာဉ်ကိုထည့်တော်မဲ့အချိန်မှာပဲခေါင်းထဲမှာရှိနေတဲ့နှလုံးတော်ကြောင့်ကြီးစံကြောင်းဝိညာဉ်ဟာကိုယ်ထဲကနေထွက်မရဖြစ်နေပြီအဘတုံလည်းအကြောင်းစိုးနားလည်သွားကဘာဖြစ်ဖြစ်နှလုံးကကိုတက်လို့မရပါဘူးဆိုပြီးအထင်သေးတဲ့လေတံနဲ့ပြောလိုက်ပါတယ်ဒါမဲ့ဒင်းရတော်ခက်တီတီနဲ့မင်းတို့ကတော့တရားထံပို့ဆုံးအောင်လုပ်လို့ရတယ်လို့ပြောလိုက်ပြီးအဘတုံရဲ့ခေါင်းဖက်ပြလိုက်ကဝိညာဉ်ဟာပြတ်လျှောက်သွားလို့မရတော့ပါကြောင်းခေါင်းမဲ့ကြီးနဲ့ပဲတသက်လုံးနေရတော့မှလို့ပြောလိုက်ပါတယ် ဆန်ကလေဟန်ရီရဲ့အခြေအနေကိုကြည့်ပေးလိုက်ပြီးဟန်ရီကတော့ဂျွန်ရဲ့တော့ဒါကိုမမြင်လိုက်ရပါပဲမင်းတို့ကောင်တွေကိုမြင်လိုက်ရတာကဂုံယူပါလေလို့ပြောလိုက်ကဆန်ရဲ့လက်ထဲမှာနေမယ်လောကကြီးရတဲ့အနားယူသွားပါတယ်ဒါကြောင့်ဒိန်းနဲ့ဆန်တို့လည်းဟန်နီကိုသူ့ရဲ့ဘောလာလေးရှိတယ်။သင်းရဲမှာပဲမြုပ်ပေးလိုက်ပြီ။ဆန်မကောင်းဖြစ်နေကြကဒိန်းဟာအဖေသားဒီကိစ္စတွေကိုတီးသွားလို့ရှိရင်ကောင်းမှာပဲကွာလို့ပြောနေပါသေး။ဒီလိုနဲ့ပဲဆန်ဟာဟန်နီယူလာတဲ့တရားလေးကိုထုတ်ကြည့်လိုက်ပြီးဒိန်းကလည်းငါတို့တို့ရဲ့အဲ့နေရာကိုတောင်းအောင်ပါလာလို့မင်းတွေကဆန်ကတော့ဒိန်းဒီအမွေနဲ့တွေကိုငါတို့ဟာထင်းထင်းပေးရမှာပဲလို့ပြောလိုက်ပါသေး။